နမင်းတို့ဒီအောင်အဖေါ့ကိုခေါ်ရနောက်ကိုလိုက်မသွားကြနဲ့ဘာလို့လဲဘိုးတို့ရဲ့ငါပိုက်စာနေပြီဒီဘောင်းကလူသားမဖြစ်နိုင်ဘူးဟဆုံးမရင်ပဲပြည့်ရမှာဘိုးတို့ပြောကြောင်းအဖေါ့ကိုရှောင်ဆောင်ထားတဲ့ဆုံးမခြင်းလေးဆုံးမအတွင်ကိုပြောင်းလဲသွားခဲ့ပြီးတော့ထရှိတော်တယ်ဒီကလေးကဘယ်ဆိုးလို့တော့ကြက်ကိုဆုံးမမသိတာဒါမှမဟုတ်ဘလို့လုပ်မလဲမင်းတို့တွေငါလက်တရားမလွတ်နိုင်တော့အဲ့လိုပြောပြီးဆုံးမကြီးကဘိုးတို့ကိုတိုက်ခိုက်ဖို့ပြင်နေတယ် ငပင်ရတိုင်းခါအနေနဲ့ဖို့ထုတို့ရှိမှရက်လိုက်တာ။လာစမ်းမှဆုံးမရည်။ကျွန်တော်နဲ့အရင်တိုက်ခိုက်ကြတာပေါ့။ဒီဇလန်းလေးမှာတော့ပို့ထုတို့တွေက မနက်တိုင်းနိုထလာပြီးထူဆန်မီမတူညီတဲ့နေရာကိုရောက်နေခဲ့ကြတာပါအဲ့ဒီထူဆန်နဲ့ဖြစ်ဖြစ်ကဘယ်ကနေစပြစ်ခဲ့တာလဲပြီးတော့ပို့ထုအဖွဲ့ကရော အဲ့ဒီဒူဆန်နဲ့မနှက်ခင်းနိုင်အောင်ကြော်လားနိုင်မမလားဆိုတာအမားနဲ့အတူကြည့်လိုက်ရအောင်ပါနော်တမနက်မှာတော့ဖိုးထူတို့တတွေကရေရီမြုပ်နေတဲ့အိမ်ခေါင်းမိုးပေါ်မှာအိပ်ပျော်နေခဲ့ကြသည်ဒါလုံးနဲ့သူတို့အဖွဲထဲမှာပထမဆုံးနိုးလာသူကမိဝိုင်းရှယ်ပါဟမ်ဒါဒါဘလို့ဖြစ်တာလဲဖိုးထူရေဖိုးထူထားစမ်းမအောင်ဟာမိဝိုင်းလှုံ့နှိုးလိုက်တော့ဖိုးထူလည်းအိတ်ချိန်မှုတူနဲ့နိုးလာခဲ့တယ် ဘာဘာလဲမေဝါရဲ့ဟမ်အဲ့လိုပြောပြီးပို့သူလေးလက်နဲ့ဖက်နဲ့မျက်လုံးကိုပို့လို့ပဝန်းကျင်ကိုတေချာကြည့်လိုက်ချိန်မှာဟာဒါဒါပဲနေရည်လေငပိထားစမ်းမဟာပို့သူခေါ်တော့တန်ချောင်းငပိရောတုတ်ပေါ်မှာနိုးလာခဲ့တော်တယ်တုတ်ပေါ်ကဟာအဲ့လိုကောင်းနေအောင်ရှိသေးအောင်ဘာလို့ဇရောတေရောနှို့နေရလဲနင်းမျက်လုံးတေချာပြုတ်ပြီးတော့ကြည်စမ်းမအောင်တုတ်ပေါ်ရဲ့ ဟာငါငါတို့အိမ်ကောင်မိုးပေါ်မှာရှိနေရပြီဘလို့ဖြစ်ပြီးတော့ဒီကိုရှောင်းနေရတယ်မဟုတ်မငါတို့ရွာကြီးကရေမြုပ်သွားခဲ့ရလားဒါတို့ရွာရောဟုတ်ရလားငါပင်ကငါတင်တော့တို့ရွာမဟုတ်လောက်ဘူးထင်တယ်နော်အေးနော်ဒါနဲ့လူတွေလည်းတယောက်မှမတွေ့ရပါလားငါတင်တော့တို့ရွာရှင်မြုပ်လို့လူတွေပြေးကုန်ကြတာတင်နေဒါဆိုတို့တွေဒီကောင်မိုးပေါ်ကနေတစားနေအောင်ဘလို့သွားကြမလဲအေးနော်အဲ့ဒါမှဒုက္ခပဲ လှိလဲတစည်းမအောင်မမြင်အောင်ဒီလိုကနေရေတွေထက်မြုံလိုက်ရင်တို့တွေဘယ်နဲ့လောက်ကြမလဲသူတို့အဲ့လိုပြောနေကြတော့သူတို့နာကိုတက်တုံးတက်တုံးကရေစည်းနဲ့တူမျောပါလာခဲ့တာပါတို့ဘောကဟာနှကောင်းနှမျက်တည်းကတို့အဖွဲကိုမဆလိုက်ပြီပဲဟုတ်မတက်တုံးကြီးဟာဒီလိုနဲ့ဖိုးထုတို့လည်းတက်တုံးမောင်ကိုတက်စီပြီးကုန်းမြင့်ရှိနိုင်မယ့်အချက်ကိုလိုက်ရှာကြသည်ရှေးကနေလောကနေရဲ့ငပင်အောင် ်ဖို့တူဒီနေရာထူးဆန်းနေတယ်လို့ပဲနော်လူတွေလည်းလုံးဝမတွေ့ရတဲ့ပြင်တလောကလုံးအရန်ကိုတိတ်ဆိတ်နေတယ်လို့ပဲဟုတ်တယ်ဟာငါလည်းတတိထားမိရဲ့ဒါမဲ့ငါတို့ကုန်းမြေရှိရဲ့နေရာကိုမြ мян လိုက်ရှာကြတာပေါ့ဒီတိုင်းလဲရှာနေလို့အစင်မပြေတော့ဘူးဖို့တူကတို့တွေអော်ပြီးတော့គុញីតောင်းចាយអឺមင်းပြောတဲ့ចានលេមិនសូអဲ့លុលោចចាប៉ុដល់នេះទ្រូអភွဲលេអော်យីពីរគុញីតောင်းចាយ ယို့ရောင်သားတွေရှိကြလားဗျ။တားတို့ဒုက္ခရှောင်းနေလို့ပါ။ယို့ရှင်ထဲမှာသမီးတို့ဘက်ကြံနေကဲလို့ပါ။ကဲကြပါအောင်ရှင်။ကဲကြပါအောင်။အောမနေပါနဲ့။အော်လည်းမထူးပါဘူး။ဒီနေရာကမင်းတို့တင်တယ်လို့တာမန်နေရာမဟုတ်ဘူးကွ။ဟမ်။ဒါဆိုမင်းကဒီနေရာကိုဘယ်လိုနေရာထင်လို့လဲ။တို့တွေအိမ်မက်ထဲမှာလို့ထင်နေ။ပောက်ရ40တုပ်ပေါ်ရဲ့။နေခုကိုရှင်နဲ့ထိတွေ့နေရတာ။အေးတယ်လို့မကန်စားရအောင်လား။အင်း။ နန်းနေတော့အေးနေတယ်လို့ပဲသူတို့အဲ့လိုပြောနေတော့သူတို့နောက်မိချောင်းတကောင်ရောက်လာခဲ့တာပါဟမ်ဟိုနောက်မှလာနေရမိချောင်းကြီးမဟုတ်လားငပေဟာပိုတူးညွန်ပြားကိုတေချာကြည့်လိုက်တော့ဟာတကယ်ကိုမိချောင်းကြီးဖြစ်နေရပြီမြင်မြန်လှောက်ခဲ့ကြဟိအနောက်တော့ပိုတူးတို့လည်းတက်တုံးပေါ်မှာထိုင်ရင်းနဲ့နန်းနှစ်ဖက်နဲ့ကိုစီလောက်ပြီးအဝေးကိုထွက်ပြေးလာခဲ့လိုက်ကြ යි ဲ့ောင်းနေထားကြစမ်းမအောင်ဟတို့တွေတခြားတဲ့နေရာကိုရောက်နေပြန်ပြီဟမ်ဟုတ်သားပြီဘလို့ဖြစ်တာဝါလိမနေ့ကတို့တွေမိချောင်းကြီးဆန်ကကာကွယ်ဖို့ထွက်ပြေးရနေညနေဆောင်မှာပင်မန်းပြီးတော့အိပ်ပျော်သွားခဲ့ကြတာမဟုတ်လားဒါဆိုနိုးလာတော့ဒီကိုရောက်နေရပြီမင်းတို့ခုပြပြနေရဲ့ပြပြတွေကိုထူဆန့်နေလို့မထင်ကြဘူးလားအဲ့ဒီအချိန်မှာပဲတို့နာကူလူရိုင်းနှစ်ယောက်က ဝစစ်ကိုစီကိုင်ပြီးရေကပ်ဖို့အတွက်ရောက်လာခဲ့ကြတာပါဟမ်ဟုတ်မကိုကြီးညောင်ညောင်နဲ့ကိုကြီးပိုက်ကြီးလို့မဟုတ်လားဟဲ့ဟာဟုတ်တာပဲကိုကြီးလူရိုင်းလို့ပဲဟာပို့ထုတ်လို့ဖွဲပါလားမင်းတို့ကဘလို့ဖြစ်ပြီးတော့ဒီလိုရောက်နေရလဲဟိုအဲ့ဒါရှင်းပြရမှာရှည်တယ်ဗျအေးကွာအဲ့ဒီအကြောင်းအရာကိုရှင်းမပြခင်ဒုတွေအင်ကိုရှင်သွားကြတာပေါ့အဲ့နောက်တော့ပို့ထုတ်လို့လေလူရိုင်းနှစ်ယောက်ကိုရာနောက်ကိုလိုက်သွားခဲ့တော်ရီး လုံးနဲ့ဖိုးထူတော့လေလူရိုင်းနေနေတဲ့အိမ်နာကိုရောက်လာခဲ့ကြတာပါ။ညောင်ညောင်ကကဲကိုလူတို့မိဘုံနာမှာထိုင်နေကြအောင်ကွာ။ဟုတ်ကဲ့ပါကိုညောင်ညောင်။အဲနောက်တော့ညောင်ညောင်ကအိမ်နှင်းကိုဝင်သွားခဲ့ပြီးသူတို့အတွက်ငပြောသည့်တပည့်ရှူလို့ပြန်ထွက်လာခဲ့တာပါ။ကဲကျတို့စီမလေးငပြောသည့်ပဲအိတ်ခံစရာရှိတာဆိုတော့စားကြမအောင်။ကျေးဇူးပဲကိုညောင်ညောင်။ကျွန်တော်ဖိုင်ရမ်းစာနေခဲ့တာဗျ။အေးကွာစားကြစားကြ။ ဒီလိုနဲ့ဖို့တူတော်လေးမိဖို့ဝီမာထိုင်ပြီးငပြောသီးစားကြရင်လည်းစကားလက်ဆောင်ကြနေကြသည်အနောက်တော့တပြည့်ပြည့်ညနေလာခဲ့ပြီးဖို့တူတော်လည်းမိဖို့မိမာပဲအိပ်ပျော်သွားခဲ့ကြတာပါဒီလိုနဲ့ဖို့တူတော်နိုးလာတော့တရေမင်းသားနဲ့မင်းသမီးကပြပြဖြောဖြောနေတဲ့ဇက်ကုံမုံရောက်နေခဲ့ကြသည်တော်ပေါ်ကအောက်မလီတရေတရေတွေပါလားတကုတ်ကမှားနေပြီတင်းနေတို့တွေ ဖြော်ပြဖို့အတွက်စင်မောကိုရောက်နေတယ်လို့ပဲဟုတ်တယ်ဟာအောက်မှာပွဲကြည့်ပြိတ္တတရားလေးတရေရည်ကြီးပဲဖိုးထူရီတို့ရီဒီနေရာကနေအရင်လျှောက်ထွက်မှနေတူရယ်နော်အဲ့လိုပြောပြီးဖိုးထူတို့လည်းဇက်ကုံမောကနေခုံစင်းလာခဲ့တော့ဇက်ကုံဟောမှာပွဲတိုင်ကြည့်နေတဲ့တရေရည်တွေလည်းဖိုးထူတို့ကိုမြင်ပြီးတော့လန့်ငုံကြတာပါအောက်မလေးလူသားကြီးမျိုးလူသားကြီးတရေမင်းသားနဲ့မင်းသမီးကတော့သူတို့ဘက်ကိုကြောင်ပြီးတော့ကြည့်နေခဲ့ကြတယ် ဖိုးတူတို့လည်းပြင်းရင်လိုက်နေတရဲရွာလဲတနေအောင်ရောက်လာခဲ့တော်တယ်တို့ဘောကခဏခဏခဏရဲကြမအောင်ဟာငါဆက်ပြီးတော့မပြေးနိုင်တော့အေးကွာဒါလို့ဆိုလေဒီလမ်းမှာပဲခဏနားကြတာပေါ့ဟမ်ဖိုးတူတို့တွေတို့ဘောပြောသလိုတကယ်ပဲအိမ်မက်တင်းမှာရှိနေရတင်းနေနော်อืมငါတင်တော့ဒါအိမ်မက်တော့မဖြစ်နိုင်အောင်ကွာအိမ်မက်ဟုတ်တာတွေမဟုတ်တာတွေအသာသာတို့တွေအိပ်ပျော်သွားတိုင်းနေရာပြောင်းနေရကိစ္စအောင် ဘလို့ဖြည့်ရှင်းကြမှာလဲပြီးတော့အဲ့ဒီစံဝန်တွေကနေဘလို့ယုံထွက်ကြမလဲငါကြင်ရပြီကွတို့တွေကအိပ်ပျော်သွားရင်နေရာပြောင်းနေရဆိုတော့လုံးဝမအိပ်ပဲနဲ့နေကြရင်ရောအဲ့ဒီကြံတို့တွေခုဖြစ်နေရဲ့ပြဿနာကိုဖြည့်ရှင်းရရှောက်မယ်လို့ငါမတင်ဘူးဟာဟုတ်တယ်ငါရောပဲငါတို့ဘာမှလုပ်မိလို့ခုလိုဖြစ်နေရတယ်ဆိုတာအပြေရှားကြရင်ရောအဲ့ဒါမှပိုဆိုးနေရဟာမင်းတော့မသိဘူးငါတော့ဘာမှစဉ်းစားလို့ရမနေဘူးဒါဆိုခုချက်ကြီးကို အကူကြီးလှမ်းတော့ကြရင်ဘလို့ကူကြီးတောင်းမှလည်းမြွားရဲ့ခုကတို့တွေဘယ်ဟိုရောက်နေမှန်းတော့မသိဘူးလေအဲ့ဒါလည်းဟုတ်သားပဲတို့တယောက်တကွန်ပြောနေကြတော့တို့နောင်တရေတကောင်ကရောက်လာခဲ့တာပါတို့ဘောကဟိုဟိုဟိုဒိုနာဟိုလာနေရတရေအိမ်မဟုတ်နိုင်ဟာလမ်းပြတရေကိုပွားကြီးပဲဟုတ်သားပဲကိုပွားကြီးခုလိုတရေရွာမှာပြန်ဆောင်ရတာဝမ်းသာတယ်ဗျာ အေးကွာကြုတ်လဲဝမ်းသာပါလေဒါနဲ့မင်းတို့ဘွေကဘလို့ဖြစ်ပြီးတော့ဒီကိုရောက်နေရလေဟိုဒီနေရာဘယ်နေရာလဲယင်ကိုဘွားကြီးဒီနေရာတာမန်လူတွေလာလို့မရတဲ့နေရာပဲကွာကြုတ်တင်တော့မင်းတို့ဘွေကတခုခုစားမလာခဲ့ရတဲ့နေကျွန်တော်တို့ဘာစားမလာခဲ့တာလဲအဲ့ဒါတော့မင်းတို့ကိုယ်တိုင်ပဲအပြေရှာမှရှာမှာဟာဒါဆိုကျွန်တော်တို့ဒီဘာကနေထွက်သွားနိုင်အောင်ဘယ်လိုလုပ်ရမလဲအင်းဒီနေရာကနေထွက်သွားလေး မင်းတို့မသိရတခြားတနေအောင်ပြင်ရောက်နေမှာပဲမင်းတို့စားမလာတဲ့အကြောင်းသိနိုင်မှသာဒီကနေထွက်သွားလို့ရမှာခုကြုံလေအလုပ်ကိစ္စလေးရှိတယ်လို့သွားလိုက်ပါဦးမယ်ခွင့်ပြုပါဦးအဲ့လိုပြောပြီးတော့လမ်းမြသေးရဲ့ပွားကြီးလေးအဲ့နေရာကနေထွက်သွားခဲ့တော်တယ်ဒါဆိုဘယ်လိုလုပ်တို့ရီခုတဲခုဘူတနေအောင်လိုက်ရှာကြပြီအဲ့ဒါပြီးမှသေချာစဉ်းစားကြရင်ဟမ်မိဘိုင်းပြောလို့ပဲလောက်ကြတာပေါ့ဘိုးတူးတို့လည်း တဲကဝန်နေရာလိုက်ရှောင်မှုအတွက်အဲ့နေရာနေထွက်လာခဲ့လိုက်ကြသည်ဒလုံနဲ့ဖိုးတူတို့လည်းတရဲရွာမြေမှာရှိနေတဲ့ဇင်းရရှိရာကိုကြောက်လာခဲ့ကြတာပါတို့တွေဒီကျက်မှာပဲနားကြတာပေါ့အဲ့လိုပြောပြီးတို့အဖွဲ့လေးဇင်းရမှာဝင်ထိုင်လိုက်ကြသည်ဖိုးတူနေစဉ်းစားမိရာရှိလားလုံးဝစဉ်းစားလို့မရနိုင်ဘူးကနင်းတော့ငါလည်းစဉ်းစားလို့မရနိုင်ဘူးတို့တွေဘာလို့စားမိလိုက်တာလဲ စားစရာကြောင့်စဉ်းစားရင်လည်းဘိုက်တော်စားလာပြီဟာခုလိုချင်းဒီမှာဘိုက်စာဖို့တတိယတွေတုပ်ပေါ်တော့လေငါတကယ်လေးစားတယ်သိလားဟာလူမဲလေဘိုက်တော်စားမှာဗောဟာအဲ့ဒီရှာအောင့်ထားလို့မှမရလားကဲပါစကားများမနေစားနဲ့စဉ်းစားစရာရှိရစဉ်းစားကြပြင်အိပ်ပြောင်သွားပြန်ပါဒီလိုကနေဒီတဲ့ဆိုတဲ့နေရာကိုရောက်သွားပြီဒုက္ခနဲ့လာလာတွေ့နေပြန်ပါနော်ကြားလာတော့ဗောနင့်ကိုပြောနေရအောင်မအဲ့ဒါနင့်ကိုပြောတာကဲကဲတော်ကြပါတော့အဲ့လုံနဲ့မပြီးနိုင်တော့ အဲ့ဒီချိန်မှာပဲသူတို့နောက်ကိုစုံမတယောက်ကတပြက်စီးကိုစီးပြီးတော့ရောက်လာခဲ့တာပါဟဲ့ကလေးတွေမင်းတို့ဘယ်ဟာဘလို့ဖြစ်ပြီးတော့ဒီလိုရောက်နေရလဲမင်းတို့ကလူသားတွေမဟုတ်လားဟုတ်ပါတယ်မဆုံမကျွန်တော်တို့ကလူသားတွေပါဒီနေရာကနေဘလို့ပြန်ထွက်ရမယ်ဆိုတာသိလိုက်ဟိုအဲ့ဒါတော့မိုင်းလည်းမသိဘူးကွမိုင်းလည်းခုမှပထမဆုံးလူသားတွေကို မြင်မှုလာပြီဒါလို့ဆိုကျွန်တော်တို့တကူလောက်တော့ကုညင်နိုင်မလားအင်းပြောကြည့်လေဟို အောင်မင်းရွာမော်ဆရာချက်ကြီးကိုကျွန်တော်ဒီကိုရောက်နေရဆိုတဲ့အကြောင်းကိုတော်ပြောပြလို့ရမလားဟာမော်ဆရာလားအဲ့လိုဆိုတော့မတော်ရဲဘူးနော်မိုင်းကြောက်တယ်အဲ့ဒီမော်ဆရာသဘောကောင်းပါတယ်မိုင်းဆိုမိုင်းအော်အဲ့လိုလားအင်းလေးမင်းတို့လေးတွေကူညီတောင်းနေမှာတော့ကူညီပေးရမှာပေါ့ဟိုကျွန်တော်တို့မိုင်းတပြက်စီနဲ့တခါလေးခေါ်သွားပြလို့မရအောင်လိုက်အဲ့လိုတော့မရအောင်ခွဲ့ဒီတပြက်စီကမိုင်းတယောက်နဲ့နေနေလို့ပါအော်အဲ့လိုလား အိမ်တော်တော်ဆုံးမခြင်းလေးသူတို့နှုတ်ဆက်ပြီးအိမ်ညာနေထွက်သွားခဲ့တော်ရီပို့သူပါကဲတို့တွေလုံးဝမိတ်ပဲနဲ့ကိုချက်ကြီးကိုစောင့်ကြတာပေါ့အဲ့လိုပြောပြီးပို့သူတို့လျောက်သွားလဲရက်ပေါ်မှာအိပ်ပြောင်းသွားခဲ့ကြတော်ရီနောက်နေ့မနေ့ရောက်တော့ပို့သူတို့ဖွဲ့လေတော်ရီတနီယာမှာအိပ်ပြောင်းနေခဲ့ကြတာပါဒီတခါပထမဆုံးနိုးလာသူကတော့ငပင်းရေပါဟာဟဲ့အောင် ထားကြစမ်းမအောင်ဟငပိန်လောက်နုံလိုက်တော့ဖိုးတူတို့လည်းအိတ်နေရာကနိုးလာခဲ့ကြတယ်ဖိုးတူဟာဟာတို့တွေထက်ပြီးတော့အိတ်ပြော်သွားကြမြန်တာပဲဒါဆိုကိုချက်ကြီးကိုခေါ်ထားတာဘယ်လိုလုပ်ကြမလဲအင်းနော်ကိုချက်ကြီးကမနေ့ကတို့တွေရှိခဲ့တဲ့ဇက်မှာသွားလိုက်ရှာနေမှာဒုက္ခပဲသူတို့အဲ့လိုပြောနေတော့မှတော်ပေါ်ကအဲ့ဒါအတန်းပူရေးကြီးကရှိနေတယ်ဟာဘာများလဲတော်ပေါ်ကြီးဟိုမှာဟိုမှာတို့နာဦးကြာကြိုင်းလာနေတယ် ငပိန်တို့လေတော်ဘောညွန်ပြားကိုကျင်းလိုက်တော့မန်ဖြီပြီးလာနေတဲ့ကြာကြီးတကောင်ကိုတွေးလိုက်ရှာတာပါကြာကြီးမျိုးကြာကြီးပြေးကြဟေးပြေးကြဒီလိုနဲ့သူတို့အဖွဲ့လေပနောင်းနဲ့တင်မကြီးကြီးအားကောင်ထွက်ပြေးသွားပြီဟမ်ဟိုမှာအိမ်တိမ်မင်းတို့တွေအခုညီသွားထောင်းကြမလား ဖိုးထူဟာပတ်ဝန်းကျင်ကိုတိကျကြည့်လိုက်တယ်။ခဏလေးတော့ပေါ့ဒီဂျိုရီနဲ့အိမ်ကတာမန်အိမ်မဟုတ်လားဘူးကစုံးနေဖန်တီးထားတဲ့အိမ်ပဲဖြစ်ရမှာ။အဲ့ဒီအချိန်မှာပဲဂျိုရီနဲ့အိမ်ထဲကနေဘွားကိုတယောက်ထွက်လာခဲ့တာပါ။မိဘကဟာဖိုးမအဖွားကိုတယောက်ပဲ။ခလေးတွေကလမ်းမြောက်လာကြနေတူတယ်။ဟုတ်တယ်ဘွားရဲ့ဒါနဲ့ဘွားလူတော်ကြီးထဲမှာတယောက်တည်းနေရလာရင်ဟုတ်တယ်မြင်းလေးတို့ရဲ့ဘဘလည်းအသက်ကြီးလာတော့ကုကေယာမဲ့ပြီ ဒီတော်ကြီးလေးကိုရောက်လာခဲ့တာကွဟမ်စင်မကောင်းလိုက်တာဖိုးမွားရေကဲပါစင်မကောင်းဖြစ်မနေကြပါနဲ့အိမ်ထဲမှာစားစရာတွေပြည့်ရှိတယ်သွားစားကြတာပေါ့ရေးဗိုက်စာနေရာနဲ့တော်ပဲစားမယ်စားမယ်ဟိအယယာကိုစင်ကျင်နိုင်ဆွမ်းရှိရဲ့ဘူတူကအဖေါ့ကိုပြောမှကြာရှုံးမသွားပဲနဲ့ခဏမင်းတို့ဒီရောက်အဖေါ့ကိုခေါ်ရနောက်ကိုလိုက်မသွားကြနဲ့ဘာလို့လဲဘူတူရဲ့ငါဗိုက်စာနေပြီဒီဘောင်ကလူသားမဖြစ်နိုင်ဘူးဟာ ဆုံးမရင်ပဲပြည့်ရမှာဘိုးတူပြောကြောင်းအဖောင်းကိုရှောင်ဆောင်နားရီဆုံးမခြင်းလေးဆုံးမသူကိုပြောင်းလဲသွားခဲ့ပြီးတော့ထရှိတော့တယ်ဒီကလေးကဘယ်ဆိုးလို့တော့ကျုပ်ကိုဆုံးမမင်းသိတာဒါမှမဟုတ်ဘလို့လို့မလဲမင်းတို့တွေငားလေတရားမလွတ်နိုင်တော့အဲ့လိုပြောပြီးဆုံးမကြီးကဖိုးတူတို့ကိုတိုက်ခိုက်ဖို့ပြင်နေငပင်ကတိုင်းခါအနေနဲ့ဖိုးတူတို့ရှိမှရက်လိုက်တာလာစမ်းမှဆုံးမကြီးကျွန်တော်နဲ့အရင်တိုက်ခိုက်ကြတာပေါ့ ဒလူနေစုံမိုင်နေကပိန်တို့တိုက်ခိုက်ဖို့လုပ်နေတော့မော်စီယာချက်ကြီးဟာမော်ကော်စုံနေတူသူတို့နောင်ရောက်လာခဲ့တာပါဟေးကလေးတွေဝဝိယာရှောင်းကြဟိအဲ့လိုပြောပြီးမော်စီယာချက်ကြီးလည်းမော်ကော်စုံပေါ်ကနေစုံမိုင်ကိုမော်တုတ်တန်နဲ့စတင်တိုက်ခိုက်တယ်အချိန်တန်ကြာအောင်တိုက်ခိုက်ပြီးနောက်စုံမိုင်လည်းမော်စီယာချက်ကြီးနဲ့ချက်နဲ့အရင်းနှီးသွားခဲ့တော့တယ်ရှေးဒါမှတို့ကိုချက်ကြီးကွာဒလူနေမော်စီယာချက်ကြီးလည်း မော်ကော်စုံနဲ့အတူမြေပြင်ပေါ်ကိုဆင်းလာခဲ့တာပါ။ကဲအမွေစိန်လေးဒီကရောဘာတွေထောက်မိပြီးတော့ဒီလိုရောက်နေရလဲ။ဟိုဒီနေရာဘယ်နေရာလဲရင်ကိုချက်ကြီး။ဒီနေရာအောင်လဲစရာတယောက်ပြုတ်လောက်ထားနေစက်ဝန်းထဲမှာရှိနေရဟ။ဗျာ။အဲ့ဒါတွေတာထောင်းဒီကိုမရောက်ခင်မင်းတို့ဘယ်ဟာဘာတွေသွားစားလာခဲ့သေးလဲ။တမီးတို့အဲ့ဒါကိုလုံးဝမမှတ်မိဘူးကိုချက်ကြီးရဲ့။အဲ့ဒါမှခတ်တော်တာပဲ။မင်းတို့မမှတ်မိရင် ီဇာဝန်တွေကနေပြန်ထွက်သွားလို့မရဘူးဟာဟုတ်ကျွန်တော်မမေ့မီကိုချက်ကြီးကျွန်တော်တို့ဒီလိုမရောက်ခင်တရက်ကရွာတရားကိုသွားပြီးတော့နှစ်ကျော်အသီးတွေကိုစမ်းမြစ်ကြည့်ခဲ့သေးရဲ့ဗျအဲ့ဒါဘာအသီးလဲဟိုအသီးတော့အစုံပဲဗျစင်ုံတွေနဲ့တန်းစီပြီးတော့ထားထားတာကျွန်တော်တို့အဲ့စင်ုံတစ်လုံးနဲ့အသီးတွေကိုစားမိတာပဲဗျအင်းအဲ့ဒီစင်ုံတွေတလုံးကိုအောင်လဲမညာတဲ့တဲ့မော်စရာတယောက်ကဖန်တီးထားခဲ့တာပဲဟာဖြစ်ချင်တော့မင်းတို့ဖေကကန်ဆိုးသွားခဲ့တာပေါ့ဟိုဒါဆိုကိုချက်ကြည့်အ ာပိုင်ရှင်ကခုလိုကန်ဆိုးစီတဲ့စီယုံတလုံးရှိနေတာမသိဘူးလားဟင်။အင်းမသိနိုင်ဘူးကွ။ကျုပ်တို့အဲ့ဒီစီယုံကိုတွားပြီးတော့ဖျက်ဆီးကြတာပေါ့။ဟုတ်ကဲ့ပါကိုချက်ချင်း။ကဲအကုန်လုံးမော်ကော်စောပေါ်တက်ကြ။ဒီလိုနဲ့ဖိုးထူးတို့လည်းမော်ကော်စောပေါ်ကိုတက်လိုက်ကြပြီးတော့မော်ကော်စောလည်းအဝေးကိုလွင့်ပြန်လာခဲ့တာပါ။တလုံးနဲ့မော်ကော်စောပေါ်မှာလိုက်ပါနေမှာတော့ဘောကကိုချက်ကြီးမော်ကော်စောနဲ့ပြန်လို့ရနေအောင် ျွန်တော်တို့ဘာလို့အပြေရှာခိုင်းနေရလဲ။ဟမ်။ဟိုအဲ့ဒါကျုပ်ကမင်းတို့စိတ်ကူးထဲမှာပဲရှိနေရကြောင်းမ။ဗျာ။ဒါဆိုမော်ကော်စောစီးနေရစိတ်ကူးထဲမှာလိုင်။ဟုတ်တယ်ဟ။အိမ်ကိုကောင်းကောင်းပြန်ရောက်နိုင်ကြပါစေ။အဲ့လိုပြောပြီးမော်စရာချက်ကြီးရဲ့မော်ကော်စောကရိုလာကိုစတာတစည်းလိုပြတ်သွားခဲ့တော်တယ်။အမလီကဲကြပါအောင်ရှင်။ဟာဟာကိုချက်ကြီးဘလို့ဖြစ်တာလဲ။တော်ပေါ်ကတော့ဘာမှပြောနိုင်တော့ပဲနဲ့ အပြဲကြီးနဲ့အော်နေရတာပါ။